ထိုင်းနိုင်ငံမှာနေလာရထွက်လာတဲ့ကြောင်းကားသစင်းနောက်ခဲမိလာမှုဖြစ်ပေါ်ထိုင်းနိုင်ငံမှာကွင်းစင်လေးလာရခီးထွက်လာတဲ့ကြောင်းကားသစင်းနောက်ခဲမိလာမှုဖြစ်ပေါ်ခဲ့ပြီးကားပေါ်လိုက်ပါဆင်းနေလာတဲ့ကလေးတွေအားလုံးဘေးကင်းခဲ့တယ်လို့ဒေသဆိုင်ရာအနာပိုင်တွေကပြောပါတယ်ကြောင်းကားဟာထိုင်းနိုင်ငံပေါ်တိုင်းခရိုင်ရှိကျောင်းကိုပြန်မရောက်မိအချိန်မှာဘတ်စကားနောက်ခဲမိလာမှုဖြစ်ပေါ်ခဲ့တာပါကားနောက်ခဲမိလာမှုအတွင်ကနေကျောင်းသား35ဦးနဲ့ဆရာ9ဦးတို့က ချုံကုံဝက်ပေါ်ပလိုင်းရီထရက်ဆမ်ကြောင့်ကိုဘေးကင်းစွာပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းကယ်ဆယ်ရေးစေတနာဝန်ထမ်းတို့ကပြောပါတယ်။ရင်မောင်းဖြစ်သူမက်တီဖိုးစီကမီးလောင်စင်အတွင်းဘတ်စကားကိုအမြန်ရက်သက်ကရေးပေါ်ထွက်ပေါက်တွေအပါဝင်သကောင်းတွေအားလုံးကိုဖွဲ့ပေးကရင်ကိုလျင်စွာရက်သက်ခဲ့တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောကြားထားပါတယ်။ကားပေါ်ရှိလေအေးပေးဆက်အတွင်းရှော့ပြက်ကမိလမှုဖြစ်ပွားကြောင်းကင်စီရေးအဖွဲတွေကပြောပါတယ် ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလအတွင်းကယူထိုင်ထိုင်အမျိုးရှိចောင်းတန်းကចောင်းသားတွေတင်ဆောင်လာတဲ့ဘတ်စကားတစ်စီးမီးလောင်ကျွမ်းမှုကြောင့်လူ23ဦးသေဆုံးခဲ့တယ်လို့ပညာရေးဝန်ကြီးဌာနကပြောကြားထားပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။